2025-2026ဘဏ္ဍာနှစ်ရဲ့ပထမလဖြစ်တဲ့2025ခုနှစ်ဧပြီလအတွင်းမြန်မာနိုင်ငံရဲ့စံနဲ့စကွဲတင်ပို့မှုဟာ28ရာခိုင်နှုန်းကျော်မြင့်တက်မှုရှိခဲ့တယ်လို့မြန်မာနိုင်ငံစံစပါအသင်းချုပ် MRF က ထုတ်ပြန်တဲ့အချက်လက်တွေရသိရပါတယ်။ MRF ရဲ့ထုတ်ပြန်ချက်တွေအရယခုနှစ်ဧပြီလအတွင်းတင်ပို့နိုင်ခဲ့တဲ့ဆန်နဲ့စကွဲပမာဏတန်ချိန်3,4200ကျော်ရှိပြီးပြီးခဲ့တဲ့2024ခုနှစ်ဧပြီလမှာတင်ပို့နိုင်ခဲ့တဲ့တန်ချိန်3,11862နဲ့နှိုင်းယှဉ်ရင်2,800ကျော်တိုးတက်မှုရှိရာတွေ့ရပါတယ်။ဒီကာလအတွင်းမြန်မာနိုင်ငံဟာတရုတ်၊ဘယ်ဂျီယံ၊ဘူဂေးရီးယား၊ယူနိုက်တက်ကင်းဒမ်၊ ဖိလစ်ပိုင်စပိန်အင်ဒိုနီးရှားနဲ့ပိုလန်အပါအဝင်နိုင်ငံပေါင်း30ကျော်ကိုပင်လယ်ရေကြောင်းကနေဆန်တဲ့ဇကွဲတွေကိုတင်ပို့နိုင်ခဲ့ပါတယ်။ဒါပေမဲ့နယ်စပ်လမ်းကြောင်းကတော့တဆင့်လုံးဝတင်ပို့မှုမရှိခဲ့ကြောင်းတွေ့ရပါတယ်။မြန်မာနိုင်ငံဟာ2024-2025ဘဏ္ဍာနှစ်တစ်ခုလုံးမှာတော့တန်ချိန်1.48တန်းကျော်တဲ့ဆန်တဲ့ဇကွဲတွေကိုဖြိပောက်ကိုတင်ပို့နိုင်ခဲ့ပြီဖြစ်ပြီး ို့ကုန်ဝင်ငွေအဖြစ်အမေရိကန်ဒေါ်လာ129ဘီလီယံရရှိခဲ့ပါတယ်။ဒီပမာဏဟာ MRF ကသတ်မှတ်ထားတဲ့ကန်ဒေါ်လာ1ဘီလီယံရမန်ချက်ထက်ကျော်လွန်မှုရှိခဲ့ပါတယ်။စံတင်ပို့မှုမြင့်တက်ပေမဲ့စပါးဈေးကွက်မှာဝယ်ယူသူနည်းပြီးဈေးမရတာကြောင့်တောင်သူသမားတွေအတော့ကတော့ရှုံးနဲ့ရင်ဆိုင်နေရပါတယ်။